ဒီနိုင်ငံဟာနောက်ထပ်ကြီးမားသော engineer project တစ်ခုကိုဖွင့်လိုက်ပြီဖြစ်တယ်။ကမ္ဘာအမြင့်ဆုံးတံတားဖြစ်တဲ့တံတားတစ်စင်းဟာကွစ်ဂျိုးပြည်နယ်မှာရင်အသွာလာအတွက်ယခုဖွင့်လိုက်ပြီဖြစ်တယ်။ဟွန်ဂျီယန်ကြီးမားတဲ့ကြောက်ကြီးတံတားဟာဘေးပံမြစ်အထက်625မီတာမြင့်တက်နေပါတယ်။၎င်းဟာ၎င်းကိုအကွာအမြင့်ဆုံးတံတားဖြစ်စေခဲ့ပါတယ်။ EA ရမဖွဲ့စည်းပုံဟာကွစ်ဂျိုးပြည်နယ်ရဲ့မဆောက်တော့တောင်တန်းတွေကို ဆက်သွယ်ပေးပြီးကြောက်ကြီးကိုဖြတ်ကျော်သည့်ခီးသွွားလမ်းစဉ်လမ်းချိန်ကိုများစွာဆွချပေးပါသည်။ယခင်ကကားလမ်းဖြင့်ခီးသွွားရန်နှစ်နာရီတက်ပို၍အချိန်ယူရသည်။ယခုအခါဤတရားဖြင့်9မိနစ်သာအကြာမြင့်မှဖြစ်ပါသည်။ဤရာဟာဒိရအတွင်းတယူပို့ဆောင်ရေးကိုလုံးဝပြောင်းလဲစေခဲ့ပါသည်။ဟွန်ချီယန်ကြီးမားတဲ့ကြောက်ကြီးတရားဟာမြင့်မားရုံသာမကဒီဇိုင်းနဲ့ဆောက်လုပ်ရေးမှာမှတ်တမ်းများစွာကိုလည်းချိုးပစ်ခဲ့ပါသည်။တရားဟာအဓိကအကျယ်1420မီတာရှိတယ်။ ၎င်းဟာတောင်တန်းဒေသမှာတည်ဆောက်ထားတဲ့ကမ္ဘာရှည်ဆုံးတမ်မနီဒန်းဆိုင်ဒရာဖြစ်ပါတယ်။အင်ဂျင်နီယာတွေဟာအလွန်ကြီးမားတဲ့စိန်ခေါ်မှုတွေကိုလည်းရင်ဆိုင်ခဲ့ရပါတယ်။၎င်းတို့ဟာဒရုန်းများဂျူရုလမ်းကြောင်းပြစနစ် စမတ်ဆော့ကြီးစနစ်တွေနဲ့အလွန်ခိုင်မာသောပစ္စည်းများကဲ့သို့သောခင့်မီသောနည်းပညာတွေကိုအသုံးပြုခဲ့ပါတယ်။ဤကိရိယာတွေဟာ၎င်းတို့အားအလွန်မြင့်မားတဲ့အမြင့်တွေအမြင့်မှာပင် မီလီမီတာအဆင့်တိကျမှုဖြင့်တည်ဆောက်နိုင်စေပါတယ်။ ီ project ကလေတိုက်နှုန်းခဏရည်အတွက် design အသစ်တွေကိုလည်းဖန်တီးခဲ့တယ်။၎င်းတွင်မူပိုင်ခွင့်ပေါင်း20ကျော်ရှိပြီး၎င်းတို့အ내များစွာဟာယခုအခါတူနိုင်ငံရဲ့အမျိုးသားတရားစံနှုန်းများမှာပါဝင်နေပါတယ်။ဤတရားဟာကားများနဲ့ bus ကားများအတွက်သာမဟုတ်ပဲခီးသွားဧည့်သည်တွေအတွက်ဆွဲဆောင်မှုတစ်ခုလည်းဖြစ်တယ်။ဧည့်သည်များဟာကြောက်ကြီးရဲ့ကျယ်ပြန့်တဲ့ရှုခင်းတွေကိုမြင်တွေ့နိုင်တဲ့ဖန်တာစောက်ကြည့်ရေး platform ရှုခင်းဓာတ်လီကများနဲ့တက်ရောက်နိုင်ပါတယ်။ ဆဲလုဆောင်မှုတွေကိုနေတက်သူတွေအတွက် ကောင်းကင်မှာခုံချခြင်းနဲ့ဗန်ဂျီခုံချခြင်းကဲ့သို့သောလှုပ်ရှားမှုတွေလည်းရှိပါတယ်။တရားမျိုးစင်ထိပ်မှရှိတဲ့ကဖေးတစ်ခုဟာခီးတော်များအား Great Joe ပြည်နယ်ရဲ့တောင်တန်းများရဲ့လပါရရှုခင်တွေကိုအနားယူရင်းခံစားနိုင်ရန်နေရာတစ်ခုပေးထားပါတယ်။ Great Joe ပြည်နယ်ဟာတချိန်ကတရုတ်နိုင်ငံရဲ့စင်ရမွဲတည်တဲ့ဒေသတွေကတစ်ခုဖြစ်ခဲ့ပါတယ်။ယခုအခါ၎င်းဟာခင်မီတော့အခြေခံအဆောက်အအုံများနဲ့နာမည်ကြီးပါတယ်။၎င်းမှာကမ္ဘာအမြင့်ဆုံးတရားများရဲ့ ထောက်ဝက်နေပါရှိပြီးယခုအခါတိစောက်မှုတို့များတွင် အမြင့်ဆုံး၃ခုမှလည်းပါဝင်ပါတယ်။၎င်းရဲ့မညီညာရဲ့မြေပြင်ပေါ်မှာတရားပေါင်း3000ကျော်ရှိပြီး EP နဲ့ဟာကမ္ဘာအဆင့်မီအင်ဂျင်နီယာပုံစံတစ်ခု ဖြစ်လာခဲ့ပါတယ်။ဟွန်ဂျီယန်ကြီးမားတဲ့ကြောက်ကြီးတရားဖွင့်ခြင်းဟာတရုတ်နိုင်ငံရဲ့အခြေခံအဆောက်အုံများမှာလင်းမြန်စွာတိုးတက်မှုကိုသာမကနည်းပညာနဲ့ဒီဇိုင်းများဟာလူများရဲ့ဘဝတွေကိုမြည်တို့ပြောင်းလဲစေနိုင်တာကိုလည်းပြသပါတယ်။ ၎င်းဟာတစ်ချိန်ကဖြတ်ကျော်ရမဖြစ်နိုင်ခဲ့သောနေရာတွေကိုပြုပြင်ဖွံ့ဖြိုးတိုးတက်မှုနဲ့ခီးတွားလုပ်ငန်းအတွက်လမ်းကြောင်းတင်များအဖြစ်ပြောင်းလဲစေပါတယ်။